ရီးသားတွေကိုအိမ်ခေါ်ပြီးတော့စစ်ဝမ်းနဲ့အချစ်ချမ်းပေးလိုက်တဲ့ဂုံကြီးအားလုံးမင်္ဂလာပါတကယ်တော့ပရီးမီးယားလီးယားတတော်အသင်းနဲ့ဂရိကလပ်အိုလံပီယာကော့စတိုဆိုတာပန့်ရှင်အတူတူပဲဖြစ်ပါတယ်ဒီနှစ်သင်းစလုံးကိုဂရိတထေကြီးဖြစ်တဲ့မာရီနာကစ်ကပဲပိုင်ဆိုင်ထားတာပါဂရိတထေကြီးလည်းတတော်အသင်းနဲ့လှုပ်ရှုပ်နေတဲ့အချိန်မှာသူ့ရဲ့အိုလံပီယာကော့စအသင်းကတော့ဒံပလာမှာကတ်ချိန်နေရပါတယ်ဒီဘက်ဂုံကြီးကိုအဝေးကမှတွားရောက်ရင်ဆိုင်ပေးရမှာဂုံကြီးတို့ကပဲစစ်ဝမ်းနဲ့အချစ်ချမ်းပေးလိုက်ပါတယ်အလိုလိုတော့ဂုံကြီးတို့ကတမုံတီးလို့ရနေတဲ့အနေထားမှာတယောက်ပါရော့သွားခဲ့တာကြောင့်ဂရိသားတွေလည်းရစရာမရှိအောင်ဖြစ်သွားပါတယ်ဒီနေ့မှာတော့ ုံကြီးနဲ့ Olympiacos တင်လို့ရှင်နိုင်ခဲ့ကြတဲ့ချန်ပီယံလိပွဲစဉ်လေးကိုဆက်ပြေးနေပါတယ်။တကယ်တော့ဂုံကြီးမျိုးဘက်မှာဒန်ဟာပြဿနာလေးများနေပြီးတော့ Dani Olmo, Rafinha, Lewandowski စတဲ့ကစားသမားတွေကဒန်ဟာပြဿနာကြောင့်လွဲချော်ခဲ့ကြပါတယ်။ဂုံကြီးတို့ရဲ့တိုက်စစ်မှာတတလေးကပဲဥဆောင်လာခဲ့ပြီးတော့ Fermin Lopez နဲ့တတလာမင်းတို့လည်းပတ်သက်လာခဲ့ပါတယ်။ဝင်လယ်မှာတော့ Casado နဲ့ Pedri အတွဲဖြစ်ပြီးတော့ခန်းစစ်ပိုင်းကတော့လူဆောင်ခဲ့တယ်လို့ပြောလို့ရပါတယ်။ဂုံကြီးတို့ကပထမပိုင်း9မိနစ်လောက်မှာကတည်းက Fermin Lopez ရဲ့တင်ကိုနဲ့ဥဆောင်ထားနိုင်ခဲ့ပါတယ်။ Zorzi ဥဆောင်နိုင်ခဲ့တယ်ဆိုပေမဲ့ဂုံကြီးတို့ထင်သလောက်ခြေစမ်းမပြနိုင် င်ခဲ့ပေတစ်ဖက်သင်းရဲ့ present တွေကြောင့်အနေနဲ့ရုံးကန်ခဲ့ရပါတယ်။ပသာလာမင်းတယောက်ကလည်းကွန်းပြပမှာဂိုတင်မှုအောင်ရောက်နေပုံရပြီးတော့ကွန်းထဲမှာတော့အကြပိုင်းကိုရောက်ရှိနေပါတယ်။တစ်ဖက်ကအိုလံပီယာကော့ဖ်လိုအသင်းဖြစ်နေရာကြောင့်သာဂွန်ယူတို့တတ်တာရရှိခဲ့တာဖြစ်ပါတယ်။ယူနဲ့ဂွန်ယူတဲ့ဒုတိယကိုယ်ကတော့ဖာမင်လိုပတ်စ်ကပဲ36မိနစ်မှာဂွန်ယူပေးခဲ့ပါတယ်။အဲဒီလိုနဲ့ပထမပိုင်းမှာဂွန်ယူလည်းနှစ်ဂိုးကူးရှိနေဥဆောင်ထားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းစပြီးသိမ့်မကြခင်မှာတော့အိုလံပီယာကော့ဖ်ကလည်းခြေပါကိုရရှိခဲ့ပေမဲ့ VR ကြည့်ပြီးပြပြခံလဲရပါတယ်။ဒါပေမဲ့သိမ့်မကြခင်မှာပဲအိုလံပီယာကော့ဖ်ကပနာဒီကနေခြေပါ ကိုတင်သွားနိုင်ပါတယ်။ဒါပေမဲ့လည်းခြေပါကိုရပြီးတိတ်မကြခင်မှာတယောက်ထုတ်ခံလိုက်ရတာကြောင့်ဂုံးကြီးတို့တွေလည်းပုံပြီးလွယ်ကူသွားခဲ့ပါတယ်။ရောင်းဝင်လာပြီးတဲ့နောက်မှာဂုံးကြီးတို့ရဲ့ကစားပုံကပုံပြီးတော့တတောင်တတာဖြစ်သွားတာကိုတွေ့ရပါတယ်။အကြံမင်းနဲ့ဒီမှာတော့ဂုံးကြီးတို့လည်းဂုံးသွင်းနေလေ့ကျင့်ခဲ့ကြပြီးတော့တပလာမင်းကလည်းပနန်တီကနေတကူဒေါက်တာလီကလည်းနှစ်ကူနဲ့ဖာမင်လိုဘက်စ်ကလည်းဟတ်ဝဲဖြစ်စင်းတဲ့ဂိုးတွေကိုစတိုက်သိမ်းပါခဲ့ပါတယ်။အစုံမှာတော့ဂုံးကြီးတို့ကပဲဂရီသားတွေကိုစုမှန်းတဲ့အခြေခံနိုင်ခဲ့ပါတယ်။ဒီဘက်မှာတော့ဖာမင်လိုဘက်စ်ကအကြီးအကဲချီးကျူးရမယ့်ကစားသမားဖြစ်ပြီးတော့ဒေါက်တာလီကလည်းဂုံးကြီးတို့စီမှာဆက်လက်တောင်းပါနေပါတယ်။ ်။အမေအပတ်မှာတော့ဟလဝါတို့နဲ့အက်ကလစီကိုဓာပြီးကန်ရမယ့်ဂုံတို့အတွက်ဒီနိုင်ပွဲကအတက်သွားပြီဖြစ်ပါတယ်။ဒါပေမဲ့လိုအပ်ချက်တွေကတော့ပြင်ဆင်ဖို့ရှိနေသေးပြီးတော့ဟလဝါတို့ကိုရောမညာမနာတီးသွားနိုင်မလားဆိုတာဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။စောင်းနေကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။